ကြောက်ကဆိုတာကသွေးကြောထဲမှာလှည့်ပတ်နေတဲ့သွေးတွေကိုတန့်စင်အောင်စစ်ထုတ်ပေးပြီးအစာအစာတွေကနေ ဗီတာမင်သတ္တုဓာတ်တွေကိုစုပ်ယူကာခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရကို ထောက်ပံ့ပေးပါတယ်ခန္ဓာကိုယ်ရဲကအစိတ်အတောက်တွေကိုဖယ်ရှားပေးတဲ့အပြင်ဟော်မုန်းထုတ်လုပ်မှုမှာလည်းကူညီပေးပါတယ်ဒါကြောင့်ကြောက်ကက်ကျန်းမာရေးကခန္ဓာကိုယ်အတွက်အရန်ရေးကြီးတယ်လို့ပြောလို့ရပါတယ်ဒါကြောင့်တင်းရဲ့နေ့စဉ်အမူအကျင့်တွေထဲကနေကြောက်ကက်ကျန်းမာရေးပျက်စီးစေမဲ့အပြုတ်မှုတွေကိုဆင်ခြင်နိုင်ဖို့ဖော်ပြလိုက်ပါတယ် နံပါတ်၁ရေအလုံလောက်မတောက်ချင်းခန္ဓာကိုယ်မှာရေဓာတ်အလုံလောက်ရရှိမှကိုရင်းကလေးစာတွေကောင်းကောင်းအလုံးလုံးနိုင်မှာဖြစ်ပါတယ်အထူးသဖြင့်ကြောက်ကပ်ပေါ့ရေကခန္ဓာကိုယ်ရဲကအစိတ်အတော့တွေဖယ်ရှားပေးတဲ့နေရာမှာအယံကူညီဖြစ်တာကြောင့်ကြောက်ကပ်မှာကြောက်မရတဲ့အောင်တားဆီးပေးနိုင်ပါတယ်ဒါပေမဲ့လိုအပ်တာထက်အလွန်ကျွန်းတောက်တာလည်းမကောင်းပါဘူးတရက်ရေနှစ်လီတာလောက်တောက်ရင်အတော်ပါပဲနံပါတ်2ဆေးတွေကိုအညွန်းတိုင်းမတောက်ဘူး နေမကောင်းဖြစ်တဲ့အခါတခုခုဖြစ်တဲ့အခါတွေမှာဆေးတွေကိုတောက်ချင်တယ်လို့တောက်တဲ့အချင်းကလည်းကြောက်ကက်ပျက်စီးရတဲ့အကြောင်းရင်းတွေကတစ်ချက်ပါပဲဆေးမီတူတွေအရန်တောက်ရင်ပိုဆိုးပါတယ်ဒါကြောင့်အကြောင်းတခုခုကြောင့်ဆေးတောက်တော့မယ်ဆိုကိုယ်သဘောနဲ့ကိုယ်တောက်ချင်တယ်လို့မတောက်ပါနဲ့ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့တေချာလိုက်နာပြီးတောက်ပါနံပါတ်3အငန်တွေအရန်စားခြင်းအရွယ်ရောက်ပြီးတဲ့သူတယောက်က ဆိုဒီယမ်2300မီလီဂရမ်လောက်ပဲစားသုံးသင့်တယ်လို့ကျန်းမာရေးဌာနထုတ်ပြန်ထားခဲ့ပေမဲ့လူတိုင်းကအဲ့ဒီပမာဏထက်ပိုအောင်စားတောက်နေကြပါတယ်။အခုနောက်ပိုင်းအစားအစာတွေမှာဆိုဒီယမ်ပမာဏများများထည့်ပြီးအရသာပိုရှိအောင်ထုတ်လုပ်တာကိုလူတွေကအယမ်းကြိုက်ကြပါတယ်ဆိုဒီယမ်စားသုံးမှုများတဲ့အခါခန္ဓာကိုယ်ထဲမှာအငန်ဓာတ်တွေအယမ်းများလာပြီးကြောက်ကက်ကတန်းစင်နိုင်စွမ်းမရှိတော့ကြောက်ကက်ထိခိုက်လာပါတယ်